Microsoft Word ထဲမှာဖိတ်စာရိုက်လေးမိထားလေးအတွက်နော်အဲ့တော့ Microsoft Word ထဲမှာဖိတ်စာရိုက်တဲ့အခါမှာတချို့ဖိတ်စာတွေရကြတော့လေ A4 size နဲ့ရိုက်တယ်တချို့ဖိတ်စာအကြတော့လေ A4 size နဲ့မဟုတ်ဘဲနဲ့ A4 ကိုမှနှစ်ပိုင်းပိုင်းပြီးရိုက်တာလေးရှိမယ်ပေါ့အဲ့တော့ A4 နှစ်ပိုင်းပိုင်းပြီးတော့ရိုက်တဲ့ဟာရိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် A4 အပြည့်ကိုမှပြီးမှစာရွက်လေးကိုအလိတ်လေးလိုက်စာရွက်ခောက်ပြီးသုံးတာပဲဖြစ်ဖြစ်နော် size ကတော့ယူတဲ့အခါမှာ A4 size နဲ့စာယူရမယ်အဲ့တော့၄ယောက်ထဲက size ကို သွားယူလိုက်မယ် A4 ရွေးထားရမယ် margin က negative ရွေးထားရမယ် orientation က portrait ရွေးထားဒါဆိုတရွေလုံးနေထားနေရဒါပေမဲ့ survey ကဆိုရလို့ဒီနှစ်ပိုင်းရိုက်မယ်ဆိုရင်ဒီအပေါ်တစ်ပိုင်း survey ခောက်တဲ့ခါမှလည်းအပေါ်မှာပါလို့ဖိတ်ကြားလို့ဒီဘသူဘသူရဲ့တာသမီဟဲ့လားဖိတ်ကြားအပသည်ပြင်အောက်မှာအစီအစဉ်ဆိုရင်အစီအစဉ်ကဒီအောက်မှာတလိုင်းသွားမယ်အဲ့လိုသွားဖို့ address ဆိုရင်သူက survey အနေ center point ဒီ survey တရွေလုံးရဲ့ center point ကိုယူလို့ရအောင်လို့ insert ထဲက shape ထဲက rectangle တစ်ခုကိုယူပြီးတော့ဒီမှာ rectangle လေးတစ်ခုအပြည့်ဆွဲလိုက်အပြည့်ဆွဲပြီးရင်ဒီမှာဒီလိုမျိုးလေးအဖြူလုံးလေးပေါ်တယ်နော်အခုဒီမှာဆိုရင်အဖြူလုံးလေးကဘေးကိုရောက်သွားတယ်ဒီမှာထဲဒါဆိုအဖြူလုံးကြီးဟာဆိုကျင်တာဒါမှတ်ထားလိုက်ဒီအဖြူလုံးဒီဒီ side တွေ့ရဲ့ center point နဲ့နော်အဲဒီမှာဆိုရင်ဒါလေးကိုနည်းနည်းလေးခြုံလိုက်မယ်။ဒီမှာနေရာရွှေ့လိုက်။ဒီမှာဖြူလို့အဲ့တော့အပေါ်မှာလည်းတကယ်လို့ဒါလေးချိုးရိုက်တဲ့သူဆိုရင်ဒီမှာဒီလိုမျိုးတချိုးသွားလို့ရတယ်။ဒီဘက်မှာတချိုးသွားလို့ရတယ်။ မလေးရိုးရိုက်တဲ့လူကြတော့စာရွက်ကိုဖာလုပ်လိုက်ရမယ်ဆိုဒီ၄ရောက်မှာ orientation မှာ landscape ယူလိုက်ရမယ်เนาะ landscape ယူပြီးတော့စာရွက်ကိုစွစွာလုပ်ပဲဒါဆိုရင်ဒီလိုမျိုးလေးရှိဖို့ရမယ်နောက်တစ်ခါကြတော့ထိပ်ပွက်မှာဒါအဖြူမပေါ်လို့เนาะအဖြူလေးကို size ကိုစာရွက်နဲ့ကွက်တီဖြစ်အောင်မှာကိုကအလျားလိုက်ဆိုလဲအလျားလိုက်ကိုရှင်းယူထားလိုက်အဓိကဒီအဖြူရောင်အလုံးလေးတွေပေါ်တာဒီကိုကစာရွက်ကိုဘယ်နဲ့ဘယ်နဲ့ပိုင်းပိုင်းမှာလဲပေါ့ပိုင်းကိုအတွက် အဲ့ဆိုဒါဆိုရင်လျှားလိုက်ယူလိုက်အဲ့လျှားလိုက်ယူလိုက်လို့၄ပိုင်းပိုင်းမယ်ဆိုရင်တော့ဒါမင်္ဂလာဆောင်ပိတ်စာဆိုရင်နှစ်ပိုင်းပဲပေါ့လေအဲယူမွေးနေ့ပိတ်စာပိုင်းဆိုရင်၄ချိုးချိုးမယ်ဆိုရင်တော့ဗာလေးနဲ့သွားလို့ရမယ်ဆိုရင်အစ်ဆက်ထဲကပဲမှာ shape လေးရှိတယ်နော် line ပတ်တန်လေးရှိတယ်ဒါဆိုဒီဘက်မှာတင်တယ် plus လေးပေါ့ ship you ဒီပြပြညာဘက်ကိုတင်တယ်ဆွဲလိုက်အဲ့လို line တစ်လိုက်ဆွဲလို့ရတယ်အဲ့ဒီထဲမှာအရာကိုဖြောက်လိုက်တယ်ကလစ်နှိပ်ပြီးတော့ shape face ကို move ထားလိုက်ဒါဆိုဒီမှာ တလိုင်းရမယ်နော်နောက်ထပ် line button ကိုနှိပ်မယ်ဒီ cube ကိုမှတင်မယ် shift key ကိုပြီးအောက်တည်းဆွဲချလိုက်ဒါဆို၄ဘိုင်းရပြီပေါ့နော်အဲ့တော့၄ဘိုင်းရပြီဆိုမှကိုယ့်ဘာကိုဒီ device ချင်းစီမှာစိုက်ဟရရတော့မှာဒါ၄ဘိုင်းရိုက်ချင်တဲ့သူအတွက်ပေါ့နှစ်ဘိုင်းရိုက်ချင်တဲ့သူကြတယ်ဆိုဆိုတော့နှစ်ဘိုင်းသွားလိုက်ပေါ့နော်ဒါဆိုအခုဒီပုံစံအရဆိုရင်၄ဘိုင်းချိုးတဲ့ပုံစံဖြစ်သွားပြီ၄ဘိုင်းချိုးရင်ဒီဒီဘက်တစ်ချမ်းကိုစိုက်ရိုက်ပြီးတော့မှဒီဘက်ကိုထပ်ထပ်ပြီးတော့ပွားသွား ော့အခုကတော့နှစ်ပိုင်းထူလာပြီပြန်ပြောင်းမယ်ဆိုတော့၄ယောက်ထဲက size ကိုပဲ orientation ပဲပြန်လိုက်တော့မယ် portrait အဒီစာပြည့်ပေးလိုက်မယ်เนาะအစ်စ်ပြန်ယူပြလိုက်မယ်ဆိုတော့အလှရလိုက်ဖြစ်တယ်အဲ့တော့ file နဲ့อ่ะ new နဲ့စာပြည့်အစ်စ်ယူမယ်ပြီးရင်၄ယောက်ထဲမှာက size က A4 ယူထားရမယ် orientation portrait ယူထားရမယ် margin ကိုဒီမှာ0ယူထားတယ်ပြီးရင်စာခေါ်ထဲမှာဖြစ်တဲ့အတွက် insert ထဲကဗာလေးနဲ့စာခေါ်ထဲလေးဆိုတော့ ဒီမှာ shape rectangle ကိုရွေးတယ်ပြီးရင်တော့ဟုတ်တော့ရေးဆွဲလိုက်တယ်ဟုတ်တဲ့အခါမှာဆွဲတဲ့အခါမှာအဖြူရောင် line လေးပေါ်အောင်လုပ်ထားနော်ဒါမှသာကိုကဒီဘေးသားလေးကိုဆွဲလို့ဆင်ပြေပါဘူးပြီးရင် line pattern ကိုနှိပ်ပြီးသွားရင်ဒီဘောကိုတင် plus ပြီးရင် shift ကိုပြီးပြီးပြောညာဘက်ကိုဆွဲလိုက်အဲပြီးရင်တော့ဒီထဲတဲ့ကလာကို shape ဖေးတဲ့ဟာ no fade ထားလိုက်တာဆိုနှစ်ပိုင်းရသွားပြီနော်အဲ့တော့ဒီ box တဲမှာနှစ်ပိုင်းရသွားပြီဆိုဒီထဲမှာဆိုင်ရိုက်တော့မယ် ဒီအပေါ်တစ်ပိုင်းမှာဆိုင်ရတော့လေအပေါ်တစ်ပိုင်းမှာဆိုင်ရတဲ့အခါမှာဒါ frame ကိုယူလိုက်တာဟုတ်လို့နော်ဒီ frame ကိုပြန်ဖြောက်လိုက်ပြရတယ်နော်အခု select မှတ်တယ်ပြီးရင် double key နဲ့ဖြောက်လိုက်ဒါဆိုရင်ဒီမှာအပေါ်တစ်ပိုင်းအောက်တစ်ပိုင်းရပြီအဲ့တော့မှနောက်တစ်ချိန် insert ထဲက shape ထဲကအပေါ်ပိုင်းအတွက်ကိုဒီမှာသူက margin ကဒီလောက်ထားထားနော်ဒီမှာအဖြူလေးရယ်မိခိုးလေးရယ်ဆောင်းနေနေရရှိရယ်ဖြူမိခိုးဆောင်းနေနေရရှိရယ်အဲ့တော့သူရဲ့ဒီအထဲနေရာကို insertion point ထားတဲ့နေရာကနေ plus ကိုထားပြီးတော့ အဲ drugging လေးဆွဲလိုက်ဟိုဖိတ်စာရိုက်မယ်အနေထားပေါ့နော်စိုက်မယ်အနေထား drugging ဆွဲမယ်ဆွဲပြီးအဲ့ထဲက shape face မှာ no face နဲ့သွားမယ် no face နဲ့သွားပြီးဒီထဲမှာဒီဖောင်လေးမှာဒီလိုဆက်လက်မှတ်လိုက်ဆက်လက်မှတ်ပြီးသွားအဲ့ထဲမှာပဲ right click တန်နဲ့ add text နဲ့သွားလိုက်ဒါဆိုဒီမှာ insertion point အလေးရမယ်နော်အဲ့တော့ insertion point အလေးရောက်တာဒီကိုက insertion point ကိုဒီမှာ center ဝင်နေလို့နောက်မှဒီမှာ bevel တွေပါထားလို့ရတယ် တော့အခုဆိုရင်အလဲမှာ insertion point ရောက်နေပြီဆိုရင်စာရဲမဲ့ font ယူပေးဖို့လိုတာပေါ့အဲ့ဆိုရင်ထိတ်ဆုံး font box ရေဒါအဲ့လိုနှိပ်လိုက် font box မှာပြီးတောင်စု font နဲ့ရိုက်မယ်ဆိုပြီးတောင်စုပြီးရင် size လေးကိုပြင်ပြလိုက်နော် size ကအခုခေါင်းစိဆိုတော့လည်းကြီးကြီးထားထားလိုက်တယ်ပြီးတောင်စာလေးရိုက်ချက်ကြည့်မယ်မွေးနေ့မင်္ဂလာဖေးကြလားဆိုတော့မွေးနေ့လိုရိုက်လိုက်တယ်ဒီမှာမမြင်ရအောင်ဒါဆိုရင်မြန်မာ font ပြောင်းပေးလို့ရပေါ့ control shift အဝေးထိုးမှာမမြင်ရရင်တော့စလုံးရိုက်လိုက်ပြီးသွားရင် control a နှိပ်လိုက်နော် control a နှိပ်ပြီးသွားရင်သူ့ကိုအပေါ်ဘက်က shape format တွေကဒီမှာစာသားအရာရှိတယ်ဒီစာသားအရာမှာအရာလေးထည့်လိုက်ပါရမယ်ဒါဆိုရင်အခုစာသားအရာကိုအမေရမယ်ထည့်လိုက်နော်ပြီးရင်အဲမင်္ဂလာဖိတ်စာဆိုတဲ့မင်္ဂလာဖိတ်စာအတွက်ပဲရိုက်ထည့်ရမှာ ့နော် shift app ဒါသူ site လေးပြန်ပြီးမယ် control e ပြီးရင်တော့ဒီ home လေးကဒီမှာ site ကိုပြေးလိုက်ဒီအလဲထားမယ် ပိုးလုံးမယ်ဒါတော့အဓိကစားရိုက်သွားရုံပဲအဓိကပုံမှန်ပြင်မှုပဲနော်အဲ့တော့သူ့အပေါ်ကိုထည့်ကြည့်အောင်အဲ့ဒီမှာ insertion point ရောက်နေအပေါ်ဒါ test box အတွင်းမှာစာရိုက်တာဖြစ်တဲ့အတွက် test box ကတော့အပေါ်ထပ်ပို့လို့မရဘူးလားနော်အဲ့တော့ဒီမှာစာသားလေးကိုဒီလိုမျိုးပြင်လိုက်လို့ရတယ်ဒီလိုမျိုး test box လေးနဲ့တုံးပြီးတော့တစ်ခုချင်းစီရိုက်လို့ရတယ်အလင်းမှာထားရိုက်လို့ရတယ်နော် ြီးရင်စလုံးရဲ့အရာလေးပါလေးပြောင်းကျင်နေဆိုရင်ဒါအကလာဟိုဟာလေးပြန်ယူလိုက်မှာရမယ်နော်သာသာအောင်ပြဘူးလုံးဘူးလည်းလုပ်ပြီးသွားပြီပြီးရင်သူ့ရဲ့အောက်မှာသင်္ကေတလေးတွေခေါ်ထည့်တာလို့ပါလို့ဆက်လို့ရမှာပေါ့နော်အဲ့တော့သင်္ကေတခေါ်ထည့်မယ်ဆိုရင် အင်းဆက်ထဲကဓမ္မမောကြီးလည်းအင်းဆက်ထဲကဒီဘက်ချင်းကချမ်းညာဘက်ချမ်းထဲမှာရှိရယ်နော်စံပူလေးတွေရှိရယ်အဲ့စံပူတွေကမိုးစံပူသွားလိုက်အဲ့ဆိုကူကဘာလေးခေါ်ထည့်ချင်တာလဲပန်းပွင့်ပုံလေးလားဓမ္မမောကြီးဝတ်တင်းလေးကခေါ်ထည့်မယ်ဆိုရင်ဒါအခုကတော့ဝင်းတင်းလေးရှိနေလို့နော်ဒီလိုဤပြီအဲ့ဆိုဝတ်တင်းကိုယူပြီးတော့ဝတ်တင်းလေးကခေါ်ထည့်ချင်တဲ့ပုံလေးပုံစံလေးကိုရွှေလိုက် ဒါမို့လဲဝင်းဝင်းတင်းနဲ့ခေါ်ထည့်လေရတယ်ဒါကတော့ဝင်းဝင်းတင်းနဲ့ကိုရွှေဝင်းတင်းအဲ့တော့ဒီဟာလေးကအတုံးလေးခေါ်ထည့်မယ်ပေါ့ဒါလေးဆိုရင်အတုံးလေးခေါ်ထည့်မယ်ဆိုတော့ပန်းပွင့်ပုံခေါ်ထည့်ခြင်းလေရတယ်နော်အဲ့တော့ပန်းပွင့်ပုံလေးခေါ်ထည့်ကြမယ်အွန်လိုင်းကနေပန်းပွင့်ပုံခေါ်ထည့်မယ်ဆိုရင်ဒါကအင်တာနက်လေးပွင့်ထားရမယ်ဒါနဲ့ပြန်ပြီးသွားရင်တော့ browser ထဲဝင်ထားဖို့လိုတယ်။အဲတော့ browser က အင်တာနက်ကိုဘယ်တော့စစ်ချိတ်အဲ Chrome browser တွေပဲဖြစ်ဖြစ် browser တစ်ခုတည်းဝင်လိုက်ဝင်ပြီးသွားရင် google.com လို့ရိုက်ချက်ရိုက်ချက်ပြီးသွားရင်ကိုရှာချင်တာကဖိတ်စာရဲ့ဖိတ်စာပုံစံပေါ့နော်အဖိတ်စာဒီမှာ design ဆိုပြီးတော့ဒါလေးကိုရွှေ့လိုက်နော်အဲ့ဆိုဒီမှာဖိတ်စာ design ပုံစံလေးကြားတယ်ဒါပေမဲ့အဲ့ design နောက်မှာဘာလို့ထည့်မလဲဆိုရင် png လို့ထည့်ရပါ png enter ခါအဲဆိုဒီလို design ပုံလေးအတွန်လေးရယူလို့ရမယ်အဲ့အဲ့ထည့်ရ image ကိုယူ image ကိုယူပြီး macrology နဲ့ပန်းပွင့်ပုံစံလေးရယူလို့ရတယ်နော်အဲ့ဆိုရင်လူချင်းရဲ့ပန်းပွင့်ပုံစံလေးတစ်ခုပေါ်မှာ right click နဲ့ပြီး copy image နဲ့တွားလိုက်လို့ရတယ်။ပြင်ထားလေးကိုချုပ်လိုက်။အဲဒီဘက်ကပုံစံလေးလူချင်းရဲ့ဆိုရင်တော့ဒီဘက်ကပုံစံလေးကိုရွှေ့ပေါ့ ဲ့တော့ right click နှိပ်ပြီးသွားရင် copy image နဲ့သွားပြီးဒီလို Microsoft Word ထဲမှာလွတ်တဲ့နေရာမှာ click နှိပ်ပြီးတော့ paste နဲ့သွားလိုက်။ဒါမှမဟုတ်လေ home menu ကဒီမှာ paste နဲ့သွားလိုက်။ဒီမှာဆိုဒီဘောင်လေးပေါ်လာ။အဲ့ဘောင်လေးကရွှေ့ကျင်တယ်။ဒါဆိုဒီဘောင်လေးကိုရှူ။နောက်ဆိုတာ in front of desk ကိုရွှေ့လိုက်တယ်။ပြီးရင်ဒီလိုလေးပုံသွားရွှေ့လို့ရတယ်။ဒါဆိုအဲ့ထဲကဒီအလဲဟာရင်မလို့ခြင်းဘူးအလဲဟာရင်မလို့ခြင်းဘူးဆိုရင်တော့ဗာလေးနဲ့တွက်ပြီးလို့ရမယ်ဆိုရင် မှာ picture format တွေက remove background ဆိုပြီးတော့ရွေးလိုက်ရမယ်။ပြီး make area to keep မှာ click နှိပ်ပြီးတော့ကိုလိုချင်တဲ့ကောင်တွေကိုပဲဆွဲလိုက်ပေါ့နော်။ဒါကကိုကဒီပေးက line လေးတွေကိုပဲလိုချင်တယ်ဆိုရင် line လေးကိုဆွဲ။ဘန်းဖွင့်မဲ့လိုချင်တယ်ဆိုရင်ဘန်းဖွင့်မဲ့ဆွဲ။ဒါဒီဒီပေးပတ်ပတ်လေးလိုချင်တယ်ဆိုရင်ဒီပေးပတ်ပတ်လေးဆွဲလိုက်။ဒါကိုယူမဲ့အပိုင်းကို တော့မဟုတ်ဘူးကွာ disk or changes ဆိုရင်ကိုတိုင်းပြန်သွားတာဒီဘိုင်းလေးပဲယူမယ်ဆိုရင် prompt နဲ့ဒီဘိုင်းလေးပဲယူလိုက်ဒီအပေါ်လေးတစ်ခုပဲယူမယ်ဆိုအပေါ်လေးရယူနော်ဒီအပြင်ဘက်လွတ်တဲ့နေရာဒါဆိုရင်ဒီပေါင်းဆံရပြီပေါ့အဲ့အဲ့ပေါင်းဆံရရင်တော့သူ့ကိုမလုပ်မလဲဆိုတော့လှည့်ပါလိမ့်လှည့်မယ်ဆိုရင်သူကဒီနားလေးမှာရှိရဲ့ root date object နော်ဒါဆိုရင်သူအပေါ်အောက်လှည့်မယ်ဆိုရင်ဒီမှာအပေါ်အောက် click button ထားလိုက်ဒီလိုလေးသွားလိုက် အစင်းသစ်ပုံစံရှိပြီးသားဟာလေးတွေကိုယူသုံးလိုက်လေရတယ်နော်ဒါမှမဟုတ်ရင်လည်း special character တွေခေါ်ထည့်လိုက်လေရတယ်အေးဒီမှာအဖြူကြံပြီအဖြူပန်းလဲဆိုရင် remove background ကိုရှူပြီးရင် key changes နဲ့သွားလိုက်ဟာဒါအကြဓမိုင်းမဲပါတော့နော်ဆက်စွားတော့ crop လုပ်ပြီးတော့ခေါ်ထည့်ထားတာအဲ့ဆိုရင်ဒီပုံလေးကိုဒီ box ထဲမှာပို့ထည့်မယ်ပေါ့။ဒါလေးရတစ်ခု ဒီ pouch လေးကဒီလိုမျိုးလေးခေါ်ထည့်လိုက်ပြရမယ်။ size တွေကတော့ကိုလိုချင်တဲ့လိုလေးနည်းနည်းလေးလိုက်ပြီးချိန်ပြရမယ်။ဒါကတော့ online ကယူလိုက်တာမဟုတ်လို့လေနော်။ online ကယူတဲ့ဟာမဟုတ်ဘူးဆိုရင်တော့ကိုကြိုက်တဲ့ပုံစံလေးသွားပေါ့။အထက်ကတော့ size တာကတော့ true မပြောတော့ဘူးလေနော်။အဲအဲ့တော့ဒီ pouch လေးထဲမှာ picture မှာသူကဘာလဲဆိုတော့နောက်ခံ background ဝင်နေတာဟုတ်နော်။အဲ့တော့သူ့ကိုအနောက်ပို့ပို့လိုက်မယ်။ မလေးအခုဒီလိုလေးသွားလိုက်တယ်နော်ဒီလိုသွားရခါမှာ zoom လေးချက်ပြမယ် view တွေက page ဝင်နေသွားလိုက်ပါမယ်နည်းနည်းလေးထပ်ချင်တယ်ဆိုလားနော်အဲ့တော့ထပ်ချင်တဲ့အတွက်ဒီစာလေးကိုဒီအောက်နာလေးကိုသွားပါပြီးရင်တော့သူကအနောက်ကိုပို့ကြည့်လိုက်မယ်။ဒီစာလေးကိုနှိပ်ထားတဲ့အချိန်မှာစာကိုဒီပြီးမှာ send backwards ဆိုရယ် download မှာနှိပ်ပြီး send to back ကို အဲဆိုရင်လေးခုလေးဖြစ်အောင်ထားပြီးတော့ဒီလိုလေးကတ်လိုက်လို့ရမယ်ပေါ့စမ်းတူပဲစိုက်ကတော့ဒီလိုလေးနည်းနည်းလေးဒီကောင်ကဟိုဘက်မှာကိုယူထားခဲ့တာကြီးတဲ့အတွက်နော်ဒါလေးဆက်လက်ဖြုတ်ဒါအပေါ်ကဖိတ်စာအတွက်နောက်ဒါလေးကဘောင်လေးဖြုတ်ချင်တယ်ဆိုရင် shape format ဒေါင်းလို့မှာနှိပ်ပြီးတော့ shape outline မှာ new outline ထားလိုက်ပေါ့နော်အဲဆိုရင်တစ်ခုစာရပြီ view တွေက one page နဲ့ အဲ့ဆိုမင်းကြီးမင်္ဂလာဖေချားလွာဆိုပြီးဒါကိုအလေရွှေ့ကျင်တဲ့သူမျိုးလေးလိုက်ရွှေ့ပြီးလို့ရတယ်။ပြီးလို့ကျင်တဲ့နေရာစတင်ပြချင်းပြီးလို့ရတယ်။အဲ့တော့လောစဲဒီ box ထဲမှာတော့နှစ်ခုတိုင်းပဲသူ့ကိုပုံတက်တယ်啊ဒီမှာ alignment လေး center ထပ်ထားပြီးတာ။နောက်ဒီပုံလေးနဲ့နေရာလေးကိုရွှေ့လိုက်မယ်။ဒီ box လေးကိုဒီလိုရွှေ့ပြီးနောက်ကဒါလေးကိုရွှေ့ အဲ့တော့ send to back လို့ပြောလိုက်တဲ့အတွက်သွားတယ်မှာဆက်လက်မှန်နည်းနည်းလေးပါဖြစ်သွားတယ်ဆိုတော့ဘာမဝင်တော့လားเนาะအဲ့တော့ send to back သွားပြီးရင်သွားဒီနှစ်ခုစလုံးကို click shift click ဒါမှမဟုတ်ရင်ဒါလေးကိုအနောက်ကိုပြန်ပို့လိုက်လေရတယ်เนาะ shape format တွေက send back ဘောရင်ထောင်းအဲ့လိုမှနေ send to back အဲ့ဆိုရင်တော့ဒီမှာရှေ့ရဒါလေးကိုမှတ်လို့ရသွား အဲ့တော့စံတူဘက်မသွားခြင်းစံတူဘက်ရဲ့အားနည်းချက်ကကြာဒီမှာနှိပ်လိုက်တယ်ဆိုရင်သူကအနောက်ကိုရောက်သွားတယ်။အဲ့ဒါဆိုစလက်မှန်ခက်သွားတယ်ပေါ့နော်။ပြီးသွားရင်တော့ဒီရောက်မှာဆိုင်ရိုက်တော့မယ်ဆိုရင် insert ထည့်ရမယ်။ desk bound ထည့်ရမယ်။ draw it desk bound နဲ့ဒီမှာစာလေးရိုက်ထည့်နော်။အဲစာမှာဟိုကဒီမှာ font ပြင်ပေးလို့ရတာပေါ့နော်။ဒီတော့စု font တွေရိုက်မယ်။နောက်ဒါအတော့ site တွေပါလေးရတော့ပြီးတော့မှဟိုကိုယ်စိတ်တိုင်းညာထပ်ပြင် အဲ့ပြီးတော့ zoom font ရိုက်မယ် control shift ပြီးတော့အကူတိုင်း data ကြီးလို့ပါလို့ပေါ့နော်ဒါလေးကြီးထည့်လိုက်အဲ့တော့စာရီရက်ပြီးသွားပြီ enter ရီ enter ရီခောက်ပြီးတော့မောင်းတူပေါ့နော်ဒီဖြူနေဒါဆိုရင်ပြောပါပါဆိုနေဒါမှမဟုတ်ရင်လေသူအဲ့ဒီမှာ ပြဖြူဆိုပြီးတော့ရိုက်ပြီးတော့နောက်ထပ်ရန်ကုန်တိုင်းပြည်ပေါ့အဲ့လိုအဲ့လိုမျိုးခေါင်းဆိုဟိုအစာဒါကတော့ပေါ်ကျင်တဲ့စာရိုက်တဲ့နော်အဲ့တော့စာရိုက်မယ်ဘသူဘသူရဲ့သမီးမဘသူပေါ့နော်အဲ့လိုရိုက်ပြီးသွားရင်စာဆက်ရိုက်မယ်ဆိုရင်ဒီ box လေးကိုဒီလိုအောက်ကိုချဲ့လိုက်လို့ရတယ်ဒါရီကတော့စာရိုက်ပြီးသားပါပုံစံကြောင့်နော်ဖေးချအပ်ပါသေးပေါ့ ဒီအိစာကိုဆက်လက်မှတ်ပြီးတော့ alignment center ပို့မယ် site တွေပြင်မယ်ဒါတော့ okay မယ်ပြီးရင်ဒီဘောင်လေးရဲ့ shape format ကိုဘာလေးကြောပြလို့ရလဲဆိုတော့ shape format ထဲက shape outline ကို no outline ထားပြရမယ်ဒါမှကိုလိုသလိုနေရာလေးရွှေလို့ရမယ်နော်ပြီးရင်သူ့ရဲ့ shape face ကိုလည်း no face ထားလိုက်ဒါဆိုရင်တော့စာနေရာရသွားမယ်အပေါ်ကဖိတ်စာကိုလည်းကိုလိုချင်တဲ့လိုမျိုးဒီမှာအလဲရွှေမယ် ဒါလေးဆိုလည်းဗီလေးလေးတွေရွှေ့နောက်ဒါဆိုရင်သူက line spacing နည်းနည်းခြားထားဖြစ်တဲ့အတွက်သူကပေါက်ကနေရတယ်အဲ့တော့ဖောင်လေးတွေနည်းသူကပါလို့ဆိုဆက်လက်မှတ်လို့ရအောင်လို့ဖောင်လေးထားတာအဲ့ဆိုတော့ line spacing လေးပြင်စာလေးကြီး site ပြင်တော့ဒီလိုလေးသွားမယ်ဒီဖိတ်စာအတွန်းလေးဆိုရဲဒီလိုလေးသွားမယ်ဒါအပေါ်ဒီဘိုင်းပေါ့နော်ပြီးတော့အဲ့အပေါ်ဒီဘိုင်းကိုကလင်းနေ copy ကိုအောက်မှာနောက်ထပ် သူကြအောက်ဆုံးမှာနေချင်တာလေနောက်ထပ် page သွားလိုက်ပြီးရင်ဒီဘောင်လေးအောက်ကိုရှော့ချလိုက်ပေါ့နော်အောက်ရှော့ချလိုက်ပြီးတော့ဒီမှာဘာလေးကိုဆက်ပြီးကြည့်လို့ရလဲဆိုတော့အစီအစဉ်ပေါ့အစီအစဉ်ဆိုပြီးအောက်မှာ date တွေပါလေထည့်သွားပြီးလိုက်လို့ရမယ်ပြီးသွားရင်ဒီမှာဘာလေးလဲဆိုရင်၄ရက်နေရဆိုရင်အဲ့နေရရဲ့သူကဘေးနားလေးမှာဗာလေးရှိမယ်ဆိုတော့ရှေ့မှာ အနည်းရတူပါတို့ကြတော့သူကရှေ့ကိုပို့ပြရမှာ alignment left လေးသွားပြရမယ်နော်ပြီးရင်ဒီအောက်ကဆိုရင်အချိန်ပေါ့အဲ့တော့အဲ့ရဲ့ရှေ့ဒီမှာခေါ်ထဲဖို့ဆိုရင်ဒီနေ့ရဲ့အရှိမှာရက်ပုံစီခေါ်ထဲမယ်နော်အဲ့ဆိုရင်ဒီရှေ့မှာ insertion point ထားပြီးတော့ insert တွေက sample နဲ့လည်းခေါ်ထဲလို့ရတယ်အဲ့မှာ sample ရဲ့ထားလေလို့ mask ကချိုးသွားတယ်အဲ့တော့ insert ကိုနှိပ်မယ် sample ြင်ဒီကျဲကမိုးစံပူကိုယူနောက်ဒီကျဲက W မြန်မာလိုဖြစ်နေ Confusion နေမယ် WEP Web Dev Form ကိုပြောင်းလိုက်ပေါ့နော်အဲ Web Dev Form မှာနေရာလေးတွေကနေရာပုံစံလေးတစ်ခုကိုယူလို့ရတယ်ကိုကြိုက်တဲ့ပုံစံလေးတစ်ခုကိုတွားလိုက်ပြီးရင် Insert ပြီးရင် Close နဲ့တွားနော်အဲဆိုဒီရှေ့မှာဒီသင်္ကေတလေးရသွားလိမ့်မယ်အဲတော့နေရာရှေ့မှာ Insertion Point ကိုချပြီးတော့နေရာလေးပြင်လို့ရတယ် ချက်ကြည့်မယ်နော် view တွေက page ဝင်နေဒီမှာအဲဆိုရင်နေ့ရက်ရှိမှာချပြီးဒီလိုသွားလို့ရတယ် home key နဲ့ရှိမှာချပြီးတော့ဒီလိုလေးအထဲကိုရွှေ့လို့ရမယ်နော်အဲ့တော့ပြီးရင်နော် loaded နေရနေဒါအစီအစဉ်အတွက်အဲအချိန်ရက်ရှိမှာလည်းအဲ့လိုပဲ session one ထား나이ပုံလေးရှာပြရမယ်나이ပုံဆိုလဲဆွဆွားလို့ပဲ insert တွေကဒီဘက်က sample တွေက new sample ကိုရွှေ့မယ်အချိန်ဆိုတော့အချိန်ကဘယ်ထဲမှာရှိလဲဆို WING winding နဲ့မှာရှိတယ် ိုယ့်ရဲ့အချိန်ပေါ်မှာမူတည်ပြီးတော့ဒီအောက်မှာရွှေ့သွားလိုက်ဝင်တင်ဆိုရင်ထားဝရတစ်ချက်ချင်းနှိပ်သွားနာကြီးပေါ့ဝင်တင်စတူအော်ဒမနာကြီးပေါ့လေနော်အဲ့လိုရွှေ့ insert လဲသွားပြီး close လဲသွားပြီး space ချ ပြီးတော့ရင် view တွေကဘာလေးနဲ့ပြန်ချိန်လဲဆိုရင် one page နဲ့ချိန်လိုက်ဒါဆိုရင်တော့အပေါ်တချို့ out to ပုံစံရသွားပါလိမ့်မယ်နော်ဒါကကြတော့မွေးနေ့ပိတ်စာမှာကို A4 တရွက်ကိုနှစ်ပိုင်းယူမယ်ဆိုလဲဆိုရလို့အပေါ်မှာ စာသားကြီးပြောင်းသွားလို့ဒါကကြောင့်တရွက်သေးဦးပဲ season နဲ့အပေါ်အောင်ရိုက်တဲ့ပုံစံလေးရသွားလိမ့်မယ်နော်အဲဆိုရင်တော့အဆင်ပြေပါ